ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့နိုဝင်ဘာလ20ရက်နေ့ည8:00နာရီသတင်းများကိုတင်ဆက်ပေးသွားတော့မှာပါကစင်းနေတဲ့ဟင်းဝီရဲ့မိသားစုကြောင့်တွက်ချိန်မကိုက်တော့ဘဲစိုင်းပရိုမိုးရှင်းပွဲတွေတက်ကအငွေရှာနေရတဲ့ဆိုပြေးတစင်မင်းစနီဘတ်စလိုင်းစင်ကိုင်ကအဲဆူငင်းကိုဆစ်လွတ်ပြီးမြမကုံဆောင်တော့မဲ့2အလွင် သူမကိုစောင်းပြောနေရအယ်မိုသိန်းကိုဘိုင်နေတက်ကတတိပေးလိုက်တဲ့တတိမကြီးအေဒင်ကိုမြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိကတော်ဖြစ်နေတဲ့နန်းဆန္ဒလာထွန်းရဲ့နောက်ွယ်ကအကြောင်းရင်းဖူပွေးကိုမရှင်နိုင်တဲ့အချက်တခုကြောင့်နမဲကြီးရုပ်ရှင်မင်းသမီးမဖြစ်နိုင်မှုဆိုပြီးလူပြောများနေရရုံးတွေလွင်မှုစတဲ့တဲ့င်းတွေပဲဖြစ်ပါရဲ့ရှင် ကစင်းနေတဲ့ဟင်းဝင်ရမိသားစုကြောင့်တွက်ချိန်မကိုက်တော့ပဲဆိုင်ပရိုမိုရှင်းပွဲတွေတက်ကငွေရှာနေရတဲ့ဆိုပြတဲ့စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်မင်္ဂလာဆောင်အပြီးမှာဟန်နီမွန်မထွက်ရပဲဆိုင်ပရိုမိုရှင်းပွဲတွေတက်ပြီးတော့ငွေရှာနေရဆိုပြီးအားလုံးတနာချင်းခံနေရတာကတော့ဆိုပြတဲ့စဉ်မှာဆိုပြတဲ့စဉ်ဟာမြန်မာရုပ်ရှင်လောကမှာအောင်မြင်မှုမှတ်တမ်းတွေစိုက်ထူခဲ့တဲ့ထုတ်လုပ်ရေးကုမ္ပဏီဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တွေဖြစ်တဲ့ဟင်းဝင်ရတို့မိသားစုနဲ့လက်ထပ်လိုက်တာကြောင့်ပရိသတ်တွေကဒီမင်းသမီးလေးတော့အပိုင်ချောင်နဲ့စိန်ကြောက်သွားပြီးဆိုပြီး ထင်ကြီးပေးခဲ့ကြပါတယ်။အမှန်မှာပဲမင်္ဂလာပွဲကို6ပွဲတိတိခန်းခန်းနာနာကျင်းပခဲ့တာကအများသူကမလုံနိုင်တဲ့ကြီးကျယ်ခံထားတဲ့ဂုဏ်ဒရာကြီးတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်ချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေနဲ့လက်ထပ်လိုက်တဲ့ထိတ်တန့်မင်းသမီးတွေဟာအနုပညာအလုပ်ကိုဖြည်းဖြည်းချင်းလျှော့ချပြီးတော့နိုင်ငံခြားခရီးတွေထွက်အပန်းဖြေစိမ်းနဲ့နေထိုင်တတ်ကြပါတယ်။ဒါပေမဲ့အစိုးပြတစင်တဲ့ဟင်းဝရန်တို့ဇုံတွေကတော့ဒီလိုမဟုတ်ခဲ့ပါဘူး။မင်္ဂလာပွဲကြီးပြည်ပြင်းချင်းရပိုင်းတွေမှာပဲသူတို့ဇုံတွေဟာဟန်နီမွန်ခရီးစဉ်ကိုမထွက်ဘဲရန်ကုန်နဲ့မန္တလေးအပါအဝင်မြို့တွေကအဆိုင်ပရိုမိုးရှင်းပွဲတွေဖွင့်ပွဲအခမ်းအနားတွေကိုမနာတမ်းလိုက်လံတက်ရောက်နေတာကိုတွေ့ရပါတယ်။ အထူးသဖြင့်တော့ရွှေဆိုင်ပွဲတွေမှာမရှိမဖြစ်တွေ့နေရတာပါပရိသတ်တွေကလည်းဆိုပြတဲ့စင်ကိုမြင်နိုင်စိန်နဲ့မနေရဘူးလောက်ဒီလောက်ချမ်းသာတဲ့ရောက်ခမရပြီးတော့ဘာလို့ဒီလောက်ပင်ပန်းနေရတာလဲဆိုပြီးတနာကိယုနာတတ်နေကြပါတယ်ဒီနေရာမှာပရိသတ်တွေကြားထဲကထွက်လာတဲ့အထင်ကြီးတစ်ခုကတော့အတော်လေးမဖြစ်နိုင်တဲ့အချက်တစ်ခုပါ အဲ့ဒါကတော့ဟိမရဲ့နိုမီသားစုဟာတကယ်တမ်းကက်ဆင်းနေလို့စိုးပြတဲ့စဉ်တယောက်တွက်ချိန်မကြိုက်ပဲငွေရှာနေရတာဖြစ်နိုင်နေဆိုတဲ့အချက်ပါဒီလိုပြောရချင်းရဲ့အကြောင်းရင်းကမင်္ဂလာ၆ပွဲကိုခန်းနားအောင်လုပ်ခဲ့ပေမဲ့စိန်နဲ့နေရမယ့်ချိန်မှာစိန်မပေးပဲချက်ချင်းအလုတ်ခိုင်းနေနိုင်ငံခြားခရီးစဉ်ကိုဟန်နီမွန်မသွားပဲကလေးယူမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖြတ်သိမ်းပြီးတော့ချက်ချင်းငွေဝင်မဲ့ပရိုမိုးရှင်းပွဲတွေကိုဦးစားပေးစေခိုင်းနေ အိမ်ထောင်ကြပြင်ရဲ့ဇနီးတဲ့ကိုတီးတန်းစေဟိတ်ပေးသင့်ပေမဲ့အဲ့ဒီလိုမပေးဘဲကိုရဲ့အမှုပညာအရှိန်အဝါနဲ့ကိုကိုပြန်ရှာခိုင်းနေတယ်လို့ဖြစ်နေတယ်။တချို့ကတော့သူတို့ဆောင်တွေဟာနောင်မွေးလာမဲ့သားသမီးတို့ငွေရှာနေရပါလို့ကောင်းမွန်စွာရှုမြင်ကြပါရယ်။ဒါပေမဲ့နောက်တစ်ဖက်ကတော့ဟင်းဝီရဲ့မိသားစုဟာတထေးကြီးအမိခံမှုအတွက်မင်္ဂလာပွဲကိုအကုန်ကြခံခဲ့ပေမဲ့လက်ထပ်ပြီးရဲ့နောက်မှာတွက်ချိန်မကိုက်ဖြစ်လာတာကြောင့်ချွေးမဖြစ်သူစိုးပြတဲ့စဉ်ရဲ့နာမည်ကိုသုံးပြီးပွဲကြီးတွင်လည်းကုန်ကြစိတ်ကိုပြန်ကာနေသလားလို့တန်ရောက်ဝင်နေကြတာဖြစ်ပါရယ်။ ိုဗီယက်စင်ဟာမြန်မာရုပ်ရှင်လောကမှာအောင်မြင်မှုမှတ်တမ်းတွေစိုက်ထူခဲ့တဲ့ထုတ်လုပ်ရေးကုမ္ပဏီ၊ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တွေဖြစ်တဲ့ဟိန်းဝီယန်တို့မိသားစုနဲ့လက်ထပ်လိုက်တာကြောင့်ပြည်သက်တွေကဒီမင်းသမီးလေးတော့အပိုင်ချောင်နဲ့စိန်ကျသွားပြီဆိုပြီးထင်ကြေးပေးခဲ့ကြပါတယ်။ဒီလိုဆိုရင်ဆိုဗီယက်စင်တယောက်ချမ်းသာကြွားသူနဲ့လက်ထပ်လိုက်ရပေမဲ့စိန်နဲ့မနေရပဲပူပြီးတော့ပေမန်းတဲ့ဘဝကိုရောက်ရှိသွားတယ်လို့ဖြစ်နေပါပြီ။ဒီဖြစ်ပျက်ကိုကြည့်ပြီးတော့ပြည်သက်ကြီးတို့ဘလို့မြင်ပါသလဲ။ဟိန်းဝီယန်တို့မိသားစုကကက်စင်းနဲ့လို့ဆိုဗီယက်စင်ကငွေရှာနေရတာလား။ ောင်ဒါမှမဟုတ်သူတို့ဆောင်တွေဟာတာဝန်သိစွာနဲ့ကလေးယူဖို့အတွက်အားကျုံးမှန်တဲ့ငွေကြေးစုဆောင်နေတာသက်သက်ပဲလားမိမိတို့ရဲ့မြင်လဲတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင် သူမကိုစောင်းပြောနေတဲ့အယ်မိုတင်းကိုဘိုင်နေတက်ကတတိပေးလိုက်တဲ့တတိမကြီးအီတင်းကိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ဒီနေ့မှာတော့မြန်မာဆိုရှယ်မီဒီယာမှာဒိတ်ဒိတ်ကျဲဆယ်လီနေရောက်ထိတ်တိုက်တွေးဆမှုကြီးတစ်ခုအကြောင်းကိုပြပြခြင်းပါတယ်ဒါကတော့ထိတ်တန်းစီပွားရေးလုပ်ငန်းရှင်မကြီးနှစ်ဦးဖြစ်တဲ့အီတင်းကိုနဲ့အယ်မိုတင်းတို့ရဲ့ပြင်းထန်တဲ့စကားဆက်ပွဲပါ အလုံးသေးကြတဲ့အတိုင်းပဲအေးသိန်းကိုရောအယ်မွန်သိန်းမှာကိုအချောင်းကိုပြောကိုစီပွားရေးကိုလုပ်နေရင်းနဲ့အွန်လိုင်းပေါ်မှာထင်ရမြင်ရပြောဆိုမှုတွေအတွက်မကြာခဏပြဿနာတက်လိမ့်ရှိတဲ့ဆယ်လီတွေဖြစ်ပါတယ်။ အခုတော့ဒီတတိမာချင်းနှစ်ယောက်ကတကယ်ကိုထိတ်တိုက်တွေ့ကြပါပြီ။ဒီပရိပခရဲ့အစာကအင်ကန်ဆမ်းမဲ၊ကားကန်ဆမ်းမဲတွေနဲ့ပတ်သက်တဲ့ဇာတ်ရည်တွေကြောင့်မှမကြသေးခင်ကအယ်မော်သိန်းဟာအင်ကားငွေစတဲ့ကန်ဆမ်းမဲတွေဖောက်ပေးမယ်ဆိုပြီးမဲတွေရောင်းချနေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့စောင်းပါရိတ်ချီဇာတ်ရည်ကိုပြောခဲ့ပါတယ်။မဲတွေရောင်းနေတာကအလိမ့်နေတာတကယ်ဖောက်ပေးမှာမဟုတ်ဘူးဆိုတဲ့သဘောမျိုးဝေဖန်ခဲ့ရပါဘူး။ အလမတီကဒိုင်းရိုက်နာမည်တက်ပြီးတော့မပြောခဲ့ပေမဲ့ဒီစကားတွေကိုအီတင်ကိုကသူ့ကိုရည်ရွယ်ပြောနေမဲ့ချက်ချင်းသိပါတယ်။အီတင်ကိုဟာသူ့ရဲ့ကိုပိုင်ကုံတိတ်ခါကိုထိပါလာတာကိုလုံးဝသီးမခံနိုင်သူဖြစ်ပြီးအလမတီကိုဘိုင်းနေတက်ပြီးတော့လူသိရှင်ကြားသတိပေးလိုက်ပါတော့တယ်။ ။အီဒင်ကိုကကျမကိုလာမပြောပါနဲ့မခံပါဘူး။ကျမတို့ရဲ့စီပိုင်းလုပ်ငန်းကလုံးဝမတူဘူး။ကျမနဲ့ပတ်သက်တာဘာတစ်ခုမှထပ်မပြောဖို့သတိပေးလိုက်တာဖြစ်တယ်ဆိုပြီးအယ်မွန်သိန်းကိုတဲ့အစိန်ခေါ်ခဲ့ရပါ။အီဒင်ကိုရဲ့အဆိုအရသူ့ရဲ့ကန်ဆာမဲဖောက်ပေးတဲ့စီပိုင်းရေးကအယ်မွန်သိန်းတို့လိုလူတွေဝေဖန်နေတဲ့လုပ်ငန်းမျိုးမဟုတ်ဘူး။အလိမ်ညာမပါဘူးဆိုပြီးအခိုင်အမာကွယ်ပြောဆိုသွားခဲ့ရပါ။ ဒီလိုထိတဲ့နာမည်တက်သတိပေးခံရပြီးနောက်မှာအယ်မွန်တင်ဘက်ကပြန်လည်ဖြေရှင်းချက်ပေးတာကိုတွေ့ရပါတယ်။အယ်မွန်တင်ကတော့သူမပြောခဲ့တဲ့စကားတွေဟာမြေသူတဦးတယောက်ကိုမှတိုက်ရိုက်ထိခိုက်နေတာဈေးလိုတဲ့စံတလုံးဝမရှိကြောင်း သူမကလူတွေအနေနဲ့အခုလိုလိမ့်လည်မှုများတဲ့ခေတ်ကြီးမှာအသိပညာဘဝတုဒအရရှိပြီးတော့တတိထားဆင်ခြင်နိုင်မှုအတွက်ရည်ရွယ်ပြီးပြောဆိုခဲ့ရဖြစ်တယ်လို့ပြန်လည်ခြေပါခဲ့ပါတယ်။ဒါပေမဲ့ဒီရင်ပွဲရဲ့အရှိန်ကကျမသွားသေးပါဘူး။အီတင်ကွန်ကအယ်မိုတင်ရဲ့အစီအပိုင်းလုပ်ငန်းကိုပါစိန်ခေါ်လိုက်ပါတယ်။အယ်မိုတင်ဟာရွှေနဲ့စိန်ရောင်းချတဲ့လုပ်ငန်းတွေလုပ်ကင်သူဖြစ်ပြီးတော့ရွှေ73ဘေးကြီးစတဲ့တန်ဖိုးမြင့်ရတနာတွေကိုရောင်းချသူပါ။အ ။အီဒင်ကိုကအမော်သိန်းရောင်းချတဲ့ရွှေ73ဘဲရီကတကယ်ပဲ73ဘဲရီပြည့်မပြည့်ဆိုတာကိုအည်သွေးမိမမီစစ်ဆေးမယ်လို့လူသိရှင်ကြားစိန်ခေါ်လိုက်ပါတယ်။ ရွှေလုံငန်းမှာရွှေရီမပြည့်တာကဂုံတိတ်ခအကြီးအကျယ်ထိခိုက်စေတဲ့အတွက်ဒီစိန်ခုံမှုဟာအယ်မော်သိန်းရဲ့ business စီးပွားရေးကိုအပြင်းထန်ဆုံးတိုက်ခိုက်လိုက်တာပါပဲဒီတော့အခုချိန်မှာဒီတထေးမကြီးနှစ်ယောက်ရဲ့ရံပွဲကစီးပွားရေးနယ်ပယ်ထဲထိပါကျေပြန့်သွားခဲ့ပါပြီအယ်မော်သိန်းရဲ့ပြည်သူဘ ਹੁ သုဒပေးခြင်းဆိုတဲ့ရည်ရွယ်ချက်ကအမှန်တရားလောက်ဒါမှမဟုတ်အေတင်ကိုရဲ့ကန်ဆန်းမင်းလုပ်ငန်းကိုတိုက်ခိုက်ဖို့တသက်လာဆိုတာကတော့ပြည်သူတွေကဝေဖန်သုံးသပ်နေကြပါတယ်ကဲပြည်သူကြီးတို့ရောဒီပွဲမှာဘသူရဲ့ရည်ရည်ချက်ကိုပို့ ပြီးတော့ထောက်ခံပါသလဲအေဒင်ကိုနဲ့အယ်မွန်တင်ဘသူက အမှန်တရားဘက်မှာရှိနေရလို့ထင်ပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြီးခဲ့ပါဦးနော် မြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိယကျော်ဖြစ်နေတဲ့နန်းဆန္ဒလာထွန်းရဲ့နောက်ွယ်ကအကြောင်းရင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီအပိုင်းဆိုရှယ်မီဒီယာကိုဖွင့်လိုက်တာနဲ့ဘသူရဲ့မင်္ဂလာပွဲကအခမ်းအနားဆုံးလဲ။ဘသူကရွှေဗဏ္ဍပိတ်တာဝတ်တယ်လဲ။ဘသူရဲ့ခင်မုန်းကအချမ်းသာဆုံးလဲဆိုတဲ့နှိုင်းရှင်မှုတွေတွေ့နေရတာဖြစ်ပါတယ်။ ဆိုပြတဲ့စဉ်ရဲ့ရွှေကိုဗိတာခန်းနာမှုဝိမုံရွှေရဲ့ဥရောပခရီးစဉ်မှာတွားရောက်ခဲ့တဲ့လည်းပဲစသဖြင့်ပြည်သက်တွေကအပြိုင်ဆိုင်နှိုင်းရှင်နေကြစေပါပဲ။ဒါပေမဲ့ဒီလိုမျိုးကုံပကာသနာတွေကြားထဲမှာဘာတမ်းမှမထွက်ပဲတကယ်အတန်တိတ်မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိကတော်ဆိုတဲ့ဂုံပုဒ်ကိုတိတ်တိတ်လေးပန်ဆိုင်ထားတဲ့မင်းသမီးတယောက်ရှိနေပါတယ်။အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူး။ MRTV4 ဇလန်တွဲတွေကနေပြည်သက်တွေအရန်ချစ်ခဲ့ရတဲ့ချစ်စရာမင်းသမီးကျော်လေးနန်းဆန္ဒလာထုံးဖြစ်ပါတယ်။ ပရိသတ်ကြီးတို့မှတ်မိကြအောင်ပါပါလွန်ခဲ့တဲ့နှစ်တွေတုန်းကနန်းဆန္ဒလာထွန်းဆိုတော့ MRTV4 ရဲ့မျက်နှာအချို့ချို့ချစ်စီရာအပြည့်ကင်းစင်တဲ့မင်းသမီးလေးတယောက်ဖြစ်နေပရိသတ်အားပေးမှုတွေကိုအခိုင်အမာရရှိခဲ့တဲ့သူပေါ့ဒါပေမဲ့သူမအောင်မြင်မှုလမ်းကြောင်းပေါ်မှာအချိန်ကောင်းနေစေမှာပဲရုပ်တရက်အနုပညာလောကတွေကနေလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်သူမရဲ့ဇလန်တွေအသည့်တွေအနုပညာလှရှားမှုတွေဘာတစ်ခုမှထပ်ပြီးတော့တွေ့ရတော့ခြင်းမရှိပါဘူး ဘာကြောင့်လဲဆိုတော့သူမအိမ်ထောင်ပြုတ်လိုက်လို့ပါပဲ။ဒါပေမဲ့နန်းစန္ဒလာထွန်းကတောင်မဲ့အိမ်ထောင်ပြုတ်လိုက်တာမဟုတ်ပါဘူး။တရင်နေအရာအသွင်းသည့်အတန်းဝိုင်းနေရဲ့ဆိုရတော့နန်းစန္ဒလာထွန်းရဲ့ခင်မုန်းတဲ့ကတောင်မဲ့တတိတိယောင်မဟုတ်ပါဘူး။ သူကမြန်မာနိုင်ငံရဲ့ထိတ်တန့်အချမ်းသာဆုံးစည်ရင်ဝင်ဩဇာအလွန်ကြီးမားတဲ့ခရိုနီတထေးကြီးတဦးဖြစ်ပြီးတော့နိုင်ငံရဲ့စီးပွားရေးမှာတော့ကြကြတဲ့လုပ်ငန်းရှင်ကြီးတဦးဖြစ်တယ်လို့သိရပါတယ်။ MRTV4 မင်းသမီးတွေထဲမှာပိုးကြဖြူခင်မြတ်သူသူတို့လိုတထေးတွေနဲ့အိမ်ထောင်ကြကန်ကောင်းကြတဲ့သူတွေအများကြီးရှိပါတယ်။ဒါပေမဲ့အဲ့ဒီအားလုံးထဲမှာခင်မုန်းတဲ့ရဲ့ကြွယ်ဝမှုတွေကိုရှင်းလိုက်ရင်နန်းစနာလာထွေးရဲ့ခင်မုန်းကအရှိဆုံးအချမ်းသာဆုံးဖြစ်တယ်လို့အားလုံးကသတ်မှတ်ထားကြတာပါ။ ဒီလိုမျိုးနောက်ွယ်ကအင်အားအလွန်တောင့်တင်းလို့နဲ့စီးပွားရေးလုပ်ငန်းကြီးတွေကိုပိုင်ဆိုင်ထားတဲ့ခင်မုန်းတဲ့ရှိနေတော့နန်းစံနာလာထုံးနေတဲ့ပင်ပင်ပန်းပန်းအနုပညာအလုပ်တွေလုပ်စရာမလိုတော့ပါဘူး။သူမကအနုပညာအလုပ်တွေကိုလုံးဝရပ်နားပြီးတော့တတိကတော်ဘဝကိုအပြည့်အဝခံစားနေထိုင်နေပါပြီ။သူမရဲ့နေထိုင်မှုဘဝကပြည်သက်တွေအားကြရလောက်ပါတယ်။ရန်ကုန်မြို့ရဲ့တတိအစ်စ်တွေထိတ်တန်းတတိတွေနေထိုင်ရာရွှေတောင်ကြားမှာနန်းတော်တလုံးလုံးခန္ဓာကြီးကျယ်လှပတဲ့အိမ်ကြီးမှာတကယ်ဘယင်မှာတပါလို့နေထိုင်နေရဖြစ်ပါတယ်။ အခုဆိုရင်တော့သားရတနာလေးကိုပါရထားပါပြီ။ဒါပေမဲ့ပြိဿကြီးတို့ဒီနေရာမှာအားလုံးကသူ့ကိုချီးကျူးကြတဲ့လေးစားကြရတဲ့အဓိကအချက်ကတော့ဒီချမ်းသာမှုကြောင့်မဟုတ်ပါဘူး။သူမရဲ့စိတ်ထားနဲ့အနေထိုင်ကြောင်းဖြစ်ပါတယ်။သူမဟာဒီလောက်ကြီးကြီးတဲ့ချမ်းသာနေပေမဲ့ရွှေကိုပိတ်တာဝတ်ပြတာမျိုးဥရောပကိုသွားပြတာတွေကြွားတာမျိုးငါ့ရဲ့အင်ကြီးကဘလောက်ထိတန်နေဆိုပြီးတော့ကြွားလုံးထုတ်လို့တာမျိုးတွေဆိုရှယ်မီဒီယာမှာတခါမှမတွေ့ရပါဘူး။နန်းစံနာလာထုံးကအမြဲတမ်းသူသိတဲ့တည်ငြိမ်နေကို ံမမောက်ဘူးပကဒနာလုံးဝမရှိဘူးဒါကတထေးအစ်စ်တွေရဲ့အစ်စ်အတန်းအစ်စ်အမှန်ကိုပြသနေရပါပဲတကယ်အိမ်အောင်ကြကန်ကောင်းနေဆိုတာပတ်စံတွေအများကြီးပိုင်ဆိုင်ုံတည်းမကဒီလိုမျိုးအနေထိုင်တည်ငြိမ်မှုမျိုးနဲ့တိုးသိတဲ့ဂုံသိခါမျိုးကိုပါပိုင်ဆိုင်နေတာဖြစ်ပါတယ်ပရိသတ်ကြီးလိုရောကြီးကြီးတက်ချမ်းသာပေမဲ့လုံးဝဂုံမကြွားတတ်တဲ့မင်းသမီးလေးနန်းစန္ဒာလာထွန်းရဲ့ဒီလိုအစ်စ်အတန်းမြင်ပါတဲ့နေထိုင်မှုပုံစံလေးတွေကိုအားကြလေးစားမိလားဆိုတော့မှတ်ချက်ပေးခဲ့ပါအောင်ရှင် မေဇနီဘတ်စလိုင်းစင်ကန်ကသဲဆွန်ငိန်ကိုဆီလုပ်ပြီးမြန်မာကုံဆောင်တော်မဲ့ထူအန်လွင်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင့်လက်ရှိချိန်မှာဖေးချန်ပရိသတ်တွေကြားရေပန်အစားဆုံးခေါင်းစဉ်ကတော့လာမယ့်နှစ်မေဇနီဘတ်စမြန်မာဟာဘယ်သူဖြစ်လာမလဲဆိုတာပါပဲဒီနေ့မှာကိုစားပြုတ်သွားတဲ့အလှမဲ့မြေရတနာဆိုပြီးရင်နောက်နောက်နှစ်အတွက်သဲဆွန်ငိန်ရဲ့နာမည်ကကြည်ကြည်လုံလုံထွက်ပေါ်လာပါတယ် ဒီတရင်ကဘာကြောင့်ဒီလောက်ဟောနေရလဲဆိုတော့နောက်ကွယ်မှာကြီးမားတဲ့အပြောင်းလဲတခုရှိနေလို့ပါပဲအားလုံးသိကြတဲ့အတိုင်းပဲ Mission Universe မြန်မာ license ကိုစေစုနေတခုကြော်ကြာ National Director ဒေါ်ဆိုးယူဝေကဂိုင်းတွင်လာခဲ့ရပါဒါပေမဲ့မကြခင်မှာပဲဒီ license ကြီးကိုလူငယ်ဖေးချက်အကောင်းကန်ဖခင်တူဖြစ်တဲ့ချူအလွင်ကလွှဲပြောင်းရယူတော့မယ်ဆိုတဲ့သတင်းတွေအခိုင်အမာထွက်ပေါ်နေပါတယ် မစ္စဂရမ်မြန်မာနဲ့အောင်မြင်မှုတွေရယူခဲ့တဲ့ထူအန်လင်ကမင်းစနီဘတ်စလိုင်စင်ကိုရခဲ့မယ်ဆိုရင်သူဘသူကိုစိတ်လွတ်မလဲဆိုတာအလုံးကစိတ်ဝင်စားနေကြတာပါအဖြေကတော့ရှင်းပါတယ်သူ့ရဲ့လက်ဆွဲတော့သူ့ရဲ့လက်အုပ်တစ်ဖက်ဖြစ်တဲ့တဲဆုံငိမ့်ပါပဲပုံမှန်ဆိုရင်တော့ပြိုင်ပွဲတွေကျင်းပပြီးရွေးချယ်တက်လိရှိပေမဲ့ထူအန်လင်ကတော့တဲဆုံငိမ့်ကိုဘိုင်နင်းစနစ်နဲ့စိတ်လွတ်မယ်လို့သတင်းတွေထွက်နေပါတယ်ထူအန်လင်ကိုယ်တိုင်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ရဲ့လူမှုကွန်ရက်မှာအရေးအမောအတီးပြုပြောထားတာတွေတွေ့ရပါတယ်တဲဆုံငိမ့်ဟာလက်ရှိအချိန်မှာကမ်ဘောဒီးယားနိုင်ငံကိုရောက်ရှိနေ ေပြီးတော့ကြော်ညာရိုက်ကူးမှုတွေ fashion show တွေနဲ့အလုပ်တွေရှုံနေပါတယ်။သူမရဲ့လက်ရှိပုံစံကိုကြည့်လိုက်ရင်အရင်ကကလေးဆန်တဲ့ပုံစံမျိုးမဟုတ်တော့ဘဲတကယ်ကို fierce ဆန်တဲ့ရင်းချက်တည်ငြိမ်တဲ့ international look ကိုပိုင်ဆိုင်ထားပြီလို့ဆိုတော့ညင်းလို့မရပါဘူး။ပရိသတ်တွေကဘာကြောင့်တဲဆုငိန်ကို Miss Universe အဖြစ်မြင်တွေ့ကျင်ကြားတဲ့အကြောင်းရင်းကတော့သူမရဲ့အရေးချင်းကြောင့်ပါပဲ။ပြီးခဲ့တဲ့ Miss Grand International ပြိုင်ပွဲမှာသူမဟာအသက်အငယ်ဆုံးဖြစ်ပေမဲ့နိုင်ငံပေါင်းများစွာကအလှမယ်တွေကိုကြော်ဖြတ်ပြီးတော့ top အဆင့်ထိရောက်အောင်ဆွမ်းဆောင်နိုင်ခဲ့ပါတယ်။သူမရဲ့ English speaking စွမ်းရည်စင်ပေါ်က performance နဲ့စမတ်ဖြစ်မှုတွေက Miss Universe ဆင်မြင်းနဲ့အရန်ကိုလိုက်ဖက်နေရလို့ပရိသတ်တွေကသုံးသပ်ကြပါတယ်။ Miss Universe ဆိုတာကအလားပါတခုတည်းမဟုတ်ဘဲအုံနောင်းတဲ့စိတ်ဓာတ်ခွန်အားကိုပါရှင်ပြန်ရတဲ့ပွဲပေါ့။ တဲဆွန်ငိမ်မှာဒီလိုအရေးချင်းတွေပြည့်စုံနေပြီလို့ယုံကြည်နေကြပါတယ်။ထူးအလွန်ရဲ့ marketing ဆွမ်းရည်နဲ့တဲဆွန်ငိမ်ရဲ့ talent တို့သာပေါင်းစပ်လိုက်မယ်ဆိုရင်မြန်မာနိုင်ငံအတွက်သမိုင်းသစ်ရေးထိုးနိုင်မလားဆိုတာကတော့ရှင်းခုန်စရာဖြစ်ပါတယ်။လက်ရှိကမ္ဘောဒီးယားမှာထွက်နေတဲ့သူမရဲ့ပုံရိပ်တွေကလည်းတကယ်ကို universe order ထွက်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းမိကုံးထုတ်စရာတွေကရှိနေပါသေးတယ်။ လိုင်စင်ကိစ္စကတရားရဂိုင်းလုံးတည်ကြပြီလားအသက်အရွယ်ရသဲဆွညင်က universe အတွက်အစဉ်သင်ဖြစ်နေပြီလားဆိုတာပါပဲ။ဘာပဲဖြစ်ဖြစ်ဒွန်းလင်တာ miss universe လိုင်စင်ကိုကင်ပြီးတော့သဲဆွညင်ကိုဆေးလုခဲ့မယ်ဆိုရင်တော့ဒါဟာမြန်မာဖေးချက်သမိုင်းမှာဆေးလုရှားစရာအကောင်းဆုံးနှစ်တစ်နှစ်ဖြစ်လာမှတည်ကြပါရဲ့။ ပရိသတ်ကြီးရောမင်းစနီဘတ်စ်မြန်မာလိုင်စင်အပြောင်းလဲပုံမှာဘယ်လိုမြင်လဲတဲဆွင်ရင်ကိုဘိုင်နေနဲ့မင်းစနီဘတ်စ်လွတ်မဲ့အစီအစဉ်ကိုထောက်ခံကြလားဒီမှသာသွားပြန်ရင် crown ယူပေးနိုင်မယ်လို့ယုံကြည်လားမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါဦးရှင် ဖွေးဖွေးကိုမရှင်းနိုင်တဲ့အချက်တခုကြောင့်နာမည်ကြီးရုပ်ရှင်မင်းသမီးမဖြစ်နိုင်ဘူးဆိုပြီးလူပြောများနေရဲ့ရုံးရင်လွင်မှုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ဒီအပိုင်းဆိုရှယ်မီဒီယာထက်မှာပွဲဆိုနေတဲ့ခေါင်းစဉ်တခုကတော့အနုပညာလောကရဲ့အလှပယင်မှာနှစ်ပါးဖြစ်တဲ့ဖွေးဖွေးနဲ့ရုံးရင်လွင်မှုတို့ရဲ့အနှိုင်းရှင်မှုပါပဲလုံငယ်ရဲ့အပိုင်းကဆင်ရွှေရတနာဆိုင်ဖွင့်ပွဲတခုမှာဒီမလိုနှစ်ယောက်ရှင်တွဲရလိုက်တဲ့အချိန်ပရိသတ်တွေတတိထားမိသွားတဲ့အချက်တခုရှိပါတယ်အဲ့ဒါကတော့အနုပညာအရှိန်အဝါကွာခြားမှုပါပဲဒီအချက်ကြောင့် ောင့်မဲ့ရုံးရင်လင်မှုဟာဘလောက်ပဲလှလှဖူးဖွေးလို့ထိတ်တန့်ရုပ်ရှင်မင်းသမီးကြီးတော့ဖြစ်မလာနိုင်ဘူးလို့သုံးသပ်ကြပါတယ်။ဖူးဖွေးကတော့နှစ်ပေါင်းများစွာအနုပညာလောကမှာကျင့်လေခဲ့တဲ့အကယ်ဒမီများရှင်ပြီးပြီးမျက်နှာပေးအကြီးနဲ့နေပုံထိုင်ပုံကအစငါဟာမင်းသမီးပဲဆိုတဲ့ယုံကြည်မှုအပြင်နဲ့ကင်မရာကိုလွှမ်းမိုးထားနိုင်တာတွေ့ရပါတယ်။တစ်ဖက်မှာရုံးရင်လင်မှုကတော့အရင်လှပါတယ်။အပြစ်ပြောစရာ မရှိတဲ့ဘာဘီဒေါ်လေးလိုပါပဲ။ဒါပေမဲ့လည်းသူရဲ့အလားကရုပ်ရှင်မင်းသမီးတယောက်ရဲ့ drama ဆန်တဲ့ရုပ်ထံ ခင့်မိတဲ့ကြော်ညာမော်ဒယ်ဘက်ကို ပိုရောက်နေရလို့ပရိသတ်တွေကမြင်ကြပါတယ်။ဒါပေမဲ့ဒီနေရာမှာချီးကျူးရမှာကရုံးရင်လမိုးရဲ့ပါနှက်မှုပါ။သူမကပညာတတ်တယောက်ပဲပြီးကိုယ့်ရဲ့အာသာချက်ကိုကောင်းကောင်းသိပါတယ်။ဖခင်ဖြစ်သူလင်မိုးရဲ့အရှိန်နဲ့ရုပ်ရှင်တွေဇွန်ရိုက်မနေပဲ။သူမနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ကြော်ညာလောကနဲ့ brand ambassador လမ်းကြောင်းမှာတည်တဲ့နေရာယူထားတာကအယမ်းမှန်ကန်တဲ့ရွေးချယ်မှုပါ။ ဒါကြောင့်ဖိုးဝေးကရုပ်ရှင်လောကရဲ့ဘယင်မားဆိုရင်ရုံးရီလင်မိုးကကြောင်ညာလောကရဲ့မင်းသမီးလေးအဖြစ်နဲ့သူ့နေရာနဲ့သူတောက်ပနေကြတာဖြစ်ပါတယ်။ပရိသတ်ကြီးရောဖိုးဝေးရဲ့အရှိန်အဝါနဲ့ရုံးရီလင်မိုးရဲ့ခင်မိတဲ့အလှဘယ်အရာကိုပိုသဘောကျလဲ။ရုံးရီလင်မိုးအနေနဲ့ရုပ်ရှင်မရိုက်ဘဲဒီအတိုင်းနေတာကပိုကောင်းတယ်လို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးရှင်။